ေထိုင်ရဲထွန်းလေးတင်ဆက်ပေးသွားတော့မှာပါ။ဒီနေ့ညပိုင်းသတင်းတွေမှာတော့နေရာဒီအကြောင်းပြရက်တွေမှာအခြေခံပညာကျောင်းသားတွေရက်20ကျောင်းပြန်တင်ရမယ်ဆိုတဲ့သတင်းဟာမဟုတ်မှန်မှုဆိုတဲ့သတင်းဗဟိုဘဏ်ကစားသုံးစီနဲ့တခြားကုန်စည်တွေတင်သွင်းတဲ့လုပ်ငန်းရှင်တွေအတွက် CMB လုပ်ငန်းတွေကိုဝင်ရောက်တဲ့နိုင်ငံသားငွေကနေတရက်ကိုပြင်းမြဒေါ်လာ1.2တန်းကန့်နေ့စဉ်ရောင်းချပေးလျက်ရှိတယ်ဆိုတဲ့သတင်းဖိလစ်ပိုင်သမရဟောင်းဒူတာဒေးကိုအမှုဖွင့်စစ်ဆေးနေတဲ့ ICC အမှုဆောင်ရှင်နေချုပ်ကာရင်ခမ်လိမ်ပိုင်းဆိုင်ရာဆွဆွဲချက်တွေနဲ့ရင်ဆိုင်နေရတယ်ဆိုတဲ့တဲ့။အစ္စတန်ဘူမြို့တော်ဝန်ကိုဖမ်းဆီးတာဟာနောက်တက်မဲ့သမရကိုအာဏာသိမ်းတာဖြစ်တယ်လို့တူရကီ အတိုက်အခံပါတီပြောကြားခဲ့တဲ့တဲ့နဲ့တူဟင်ရဲ့ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်ဟာပြင်းထန်တယ်လို့ဂင်းဝိုက်ပြောကြားတဲ့တဲ့အဆရှိရဲ့တဲ့နဲ့ပါဝင်ပါတယ်။ဦးဆောင်တဲ့တဲ့ပုံအနေနဲ့နေရာတီကျောင်းပိတ်ရက်တွေမှာအခြေခံပညာကျောင်းသားတွေရက်20ကျောင်းပြန်တက်ရမယ်ဆိုတဲ့တဲ့ဟာမဟုတ်မှန်ဘူးဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်။ နေရာတိအကြောင်းပြရက်တွေမှာအခြေခံပညာကျောင်းသားတွေကျောင်းတက်ရောက်ရမယ်ဆိုတဲ့သတင်းဟာမဟုတ်မှန်ကြောင်းပညာရေးဝန်ကြီးဌာနကပြောပါရယ်2024-2025ပညာသင်နှစ်ဆောင်မွေးဝဲတွေပြီးဆုံးချိန်မှာကျောင်းသားတွေကိုရပ်ပေါင်း20ကျောင်းပြန်တက်ရောက်ရမယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီးမေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားရမှာပညာရေးဝန်ကြီးဌာနကအထပ်ပါအတိုင်းပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။နေရာတီကျောင်းပိတ်ရက်တွေမှာကျောင်းတက်ရောက်ရမည်မှာမဟုတ်ပါကြောင်းဖြေကြားအပ်ပါသည်လို့ပညာရေးဝန်ကြီးဌာနကဖြေကြားထားပါတယ်။ လက်တလုံးမှာလူမှုကွန်ရက်အစာမျက်နှာတွေမှာအခြေခံပညာကျောင်းတွေပိတ်တဲ့နေရာတွေမှာကျောင်းတွေပြန်လည်ဖွင့်လှစ်တင်ကြားမယ်ဆိုတဲ့သတင်းတွေပြန့်နှံ့နေတာဖြစ်ပါတယ်။ဆက်လက်ပြီးဗဟိုဘဏ်ကစားသုံးစီနဲ့တခြားကုန်စည်တွေတင်သွင်းတဲ့လုပ်ငန်းရှင်တွေအတွက် CNP လုပ်ငန်းတွေကိုဝင်ရောက်တဲ့နိုင်ငံခြားငွေကနေတရက်ကိုပြန်မြဒေါ်လာ1.2တန်းခန့်နေ့စဉ်ရောင်းချပေးလျက်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနိုင်ငံခြားငွေကြေးဈေးကွက်မှာ စားသုံးစီနဲ့တခြားကုန်စီတွေတင်သွင်းတဲ့လုပ်ငန်းရှင်တွေအတွက် CMB လုပ်ငန်းတွေကိုဝင်ရောက်တဲ့နိုင်ငံเจ้าတွေကနေတရက်ကိုပြန်မြဒေါ်လာ1.2တန်းကန့်နေ့စဉ်ရောင်းချပေးလျက်ရှိတယ်လို့ထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံဘိုဟိုဘန်ဒီနဲ့နိုင်ငံเจ้าငွေကြီးဈေးကွက်မှာ73စီလုပ်ငန်းရှင်တွေကိုဒေါ်လာ33တန်းရောင်းချပေးမယ်လို့ထုတ်ပြန်ထားပါတယ်။ 2025ခုနှစ်မလအတွင်းရောင်းချမှုအနေနဲ့မလ3ရက်မှာဒေါ်လာ9သိန်း9000ရွှေ4သိန်းဘတ်6သိန်းကျော်မလ4ရက်မှာဒေါ်လာ23တန်နဲ့ထိုင်းဘတ်တန်း150မလ9ရက်မှာအတွင်းကုန်လုပ်ငန်းရှင်တွေကိုဘတ်တန်90ရောင်းချပေးမယ်လို့ထုတ်ပြန်ခဲ့ပါတယ်မလ9ရက်မှာဘတ်၈တန်းကျော်မလ6ရက်မှာဒေါ်လာ3သိန်းကျော်မလ9ရက်မှာဒေါ်လာ3သိန်းကျော်နဲ့ ဘတ်19သိန်းကျော်၊စည်ရင်းနှစ်မှာ73စီလုပ်ငန်းရှင်တွေကိုဒေါ်လာ33သန်းနဲ့ဘတ်တန်း150ရောင်းချပေးမယ်လို့ထုတ်ပြန်ခဲ့ပြီးဒေါ်လာ3သိန်းကျော်ရောင်းချခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးမှာပါ။ဖိလစ်ပိုင်သမ္မတဟောင်းဒူတာဒေးကိုအမှုဖွင့်စစ်ဆေးနေတဲ့ ICC အမှုဆောင်ရှေ့နေချုပ်ကာရင်ကမ်လိမ်ပိုင်းဆိုင်ရာဆွဆွဲချက်တွေနဲ့ရင်ဆိုင်နေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖိလစ်ပိုင်သမ္မတဟောင်းဒူတာဒေးကိုအမှုဖွင့်စစ်ဆေးနေတဲ့ ICC အမှုဆောင်ရွှေနေချုပ်ကာရင်ခမ်ဟာလိမ်ပိုင်းဆိုင်ရာဆူဆွဲချက်တွေနဲ့ရင်ဆိုင်နေရတယ်လို့ The Manila Times သတင်းဌာနကကြေညာထားပါတယ်။ International ရာဇဝတ်မှုတရားရုံး ICC ရဲ့အမှုဆောင်ရွှေနေချုပ်ကာရင်ခမ်ဟာဖိလစ်ပိုင်ရဲ့အရင်သမ္မတရိုဒရီဂိုဒူတာဒေကိုအမှုစစ်ဆေးနေစမှာ၎င်းကိုယ်တိုင်လိမ်ပိုင်းဆိုင်ရာပြစ်မှုဆူဆွဲချက်တွေနဲ့ရင်ဆိုင်နေရပါတယ်။ ၎င်းရဲ့အကူအညီတအုပ်က၎င်းကိုလိမ်ပိုင်းဆိုင်ရာပြစ်မှုတွေနဲ့ဆွဆွဲခဲ့ပြီးခမ်းကအဲ့ဒီဆွဆွဲချက်တွေကိုညှင်းဆို့ခဲ့ပါတယ်။ ICC ဟာ2024ခုနှစ်နိုဝင်ဘာလမှာစုံစမ်းစစ်ဆေးမှုကိုစတင်ခဲ့ပြီးအခုအချိန်ထိဆက်လက်ဆောင်ရွက်နေပါတယ်။ 2023ခုနှစ်မေလမှာခမ်းမှာအစ္စရေးနိုင်ငံရဲ့နိုင်ငံတော်ခေါင်းဆောင်နေတန်ယာဟုနဲ့၎င်းရဲ့ကာကွယ်ဝင်ကြီးကိုဖမ်းဆီးဖို့ကြေညာခဲ့ပါတယ်။ Wall Street Journal သတင်းစာရဲ့ Editor အဖွဲ့ကခမ်းမြဲလိမ်ပိုင်းဆိုင်ရာပြစ်မှုဆွဆဲချက်တွေကိုဖုံးကွယ်ဖို့၎င်းရဲ့အလုပ်ကိုကာကွယ်ဖို့ကြိုးပမ်းမှုလို့ထင်မြင်ခဲ့ပါတယ်။အစ္စရေးဟာနေတန်ယာဟုကို ICC ထံလွှဲပြောင်းပေးဖို့ညှင်းဆန်ခဲ့ပြီးအမေရိကန်သမ္မတထရမ့်က 2025ခုနှစ်ဖေဖော်ဝါရီ6ရက်နေ့မှာ ICC ရဲ့အစီအစဉ်တွေကိုဆန့်ကျင်ပြီး ICC အရာရှိတွေနဲ့၎င်းတို့ရဲ့မိသားစုဝင်တွေကိုအမေရိကန်နိုင်ငံကိုဝင်ရောက်ခွင့်ပိတ်ပင်တာနဲ့ပိုင်ဆိုင်မှုတွေကိုရှောင်ကျဉ်တာအပအဝင်အရေးယူမှုတွေကိုကြေညာခဲ့ပါတယ်။နေတန်ယာဟုအမှုမှာအောင်မြင်မှုမရရှိတဲ့ခံမှာဒူတာဒီကိုပြစ်မှတ်ထားခဲ့ပါတယ်။၎င်းဟာဒူတာဒီအမှုကိုကိုရိုင်းလက်ခံစစ်ဆေးခဲ့ပြီး ICC ရဲ့အမြင်ကိုပြန်လည်တည်ဆောက်ဖို့ကြိုးပမ်းခဲ့ပါတယ်။ ICC ရဲ့လိမ်ပိုင်းဆိုင်ရာပြည်မှုဆွဆွဲချက်တွေကိုဖော်ထုတ်ခဲ့ပြီးခမ်းမြေအမှုအပေါ်တည်ရောက်မှု ရှိစေခဲ့ပါတယ်။ဥပမာအားဖြင့် The Guardian သတင်းစာကခမ်းကိုလိမ်ပိုင်းဆိုင်ရာပြည်မှုတွေနဲ့ဆွဆွဲခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။ဖိလစ်ပိုင်သမ္မတမာကော့စ်ဟာဒူတာဒေးကို ICC ထံလွှဲပြောင်းပေးခဲ့ပါတယ်။ဆက်လက်ပြီးအစ္စတန်ဘူမြို့တော်ဝန်ကိုဖမ်းဆီးတာဟာနောက်တက်မဲ့သမ္မတကိုအာဏာသိမ်းတာ ဖြစ်တယ်လို့တူရကီအတိုက်ခံပါတီပြောကြားခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အစ္စတန်ဘူမြို့တော်ဝန် အဂရင်အိုင်မာမော့ဂလိုကိုဖမ်းဆီးတာဟာနောက်တက်လာမဲ့မိမိတို့သမ္မတကိုစန့်ကျင်တဲ့အာဏာသိမ်းမှုဖြစ်တယ်လို့တူရကီအဓိကအတိုက်ခံပါတီကပြောပါရယ်တူရကီအစိုးရဟာသမ္မတရီဆက်တီရဲအာဒိုဂန်ရဲ့အဓိကပြန်ပယ်ဖြစ်တဲ့အိုင်မာမော့ဂလိုကိုအဂတိလိုက်စားမှုအကြံဖတ်အဖွဲ့ကိုထောက်ပံ့မှုဆွဲချက်တွေနဲ့ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ် ။တဟာနိုင်ငံတဝန်းမှာရှိတဲ့အတိုက်ခံတွေကိုဖိနှိပ်နေတဲ့အစိုးရရဲ့လှုံ့ဆော်မှုတွေကိုပြသရရောက်ခဲ့ပြီးအတိုက်ခံတွေရဲ့ရွေးကောက်ပွဲဝင်ရောက်မဲ့အလားအလာကို ထိခိုက်စေဖို့နိုင်ငံရေးအရာလှုံ့ဆော်တဲ့ဂျိုးပန်းမှုဖြစ်ကြောင်းဝေဖန်ခံခဲ့ရပါတယ်။အာနာဝိုင်တွေက အစ္စတန်ဘူမြို့မှာဆန္ဒပြမှုတွေကိုယာယီတားမြစ်ပိတ်ပင်ခဲ့ပြီးရဲတပ်ဖွဲ့ကလမ်းတွေကိုပိတ်ထားတဲ့အတိုင်အောင်လူပေါင်းတရာခန့်ဟာအိုင်မာမော့ဂလိုကိုခေါ်ဆောင်သွားတဲ့ရဲစခန်းရှိမှာစုယုံဆန္ဒပြခဲ့ကြပါတယ်။အသက်54နှစ်အရွယ်အိုင်မာမော့ဂလိုဟာ ၎င်းရဲ့ Republican ပြည်သူ့ပါတီ CHP ရဲ့တရားဝင်သမရရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းအဖြစ်ရပိုင်းအတွင်းခန့်အပ်ခံရပွဲရှိနေပါတယ်။သူဟာ2028ခုနှစ်မှာပြုလုပ်မဲ့သမရရွေးကောက်ပွဲမှာလက်ရှိသမရအာဒိုဂန်ရဲ့အဓိကပြန်ပတ်အဖြစ်ယူဆခံထားရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အားကစားသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးမှာပါ။တူဟေရဲ့ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်ဟာပြင်းထန်တယ်လို့ကင်ဝိုက်ပြောကြားခဲ့တာကိုတင်ဆက်ပေးမှာပါ။အင်္ဂလန်ကွင်းလယ်ကစားသမား Morgan Kingwhite က အသင်းကြီးပြဒူဟေရဲ့ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်ဟာပြင်းထန်တယ်လို့ပြောကြားခဲ့ပါတယ်။အင်္ဂလန်ကြီးပြဒူဟေဟာတနင်္လာနေ့မှာ အင်္ဂလန်ကစားသမားတွေကပထမဆုံးအကြိမ်လေးကျင့်စေခဲ့ပြီးကစားသမားတွေကညီအကိုတွေလိုမျိုးသဘောထားဆက်ဆံကြဖို့ပြောကြားခဲ့ကြောင်းသိရပါဗျ။ KY ဟာကနအူးမှာတူဟေရဲ့အင်္ဂလန်လူစည်းမှာပါဝင်ခဲ့ခြင်းမရှိပေမဲ့လည်းပေါမောနှုတ်ထွက်ခဲ့တာကြောင့်၎င်းရဲ့နေရာအတွက်အစားထိုးခေါ်ယူခြင်းခံခဲ့ရသူဖြစ်ပါဗျ။အခုအခါ KY ကတူဟေဟာအင်္ဂလန်အသင်းနဲ့အတူအောင်မြင်မှုရယူဖို့လာရောက်သူဖြစ်ပြီး၎င်းရဲ့ပထမဆုံးလေးကျင့်ရေးအစီအစဉ်ဟာပြင်းထန်ကြောင်းပြောကြားခဲ့တာဖြစ်ပါဗျ။ KY က တူဟေရဲ့လေ့ကျင့်ရေးအစီအစဉ်တွေကပြင်းထန်ပါတယ်။ကျွန်တော်ကတော့အရာကိုသဘောကျပါတယ်။တကယ်လို့တစုံတစ်ယောက်ကခမားလူကျင်နာကိုသိမယ်ဆိုရင်ခမားနေနဲ့သူ့ကိုယုံကြည်မှာပါ။တူဟေကအရာရာကိုအလေးနဲ့ထားသူဖြစ်ပြီးသူဟာအင်္ဂလန်အသင်းကိုအပြော်လာကိုင်းတာမဟုတ်ဘဲအောင်မြင်မှုတွေရယူဖို့လာခဲ့တာပါ။သူနဲ့လက်တွဲခွင့်ရတာအရန်ကောင်းပါတယ်လို့ပြောကြခဲ့ပါတယ်။မလ20ရက်နေ့ည8:00နာရီညပိုင်းသတင်းတွေကိုတရရထုံးလင်းတင်ဆက်ပေးသွားခဲ့တာပါ။ကြည့်ရှင်နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှင်ပါရရှင်။ဒါရအီးချက်နဲ့ညချမ်းလေးဖြစ်ပါစေ။